ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့ကျမကအိမ်မှာငဖားမကိုအနှစ်များများလေးနဲ့စီရင်ရင်းလေးချက်ကားပြတာနဲ့ကျမချက်ကက်ကလေးလေးကိုနောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။ချက်ရတာလေးလေးကူမြင်ခြင်းပြီးဆက်လုပ်လေရန်ကောင်းကိုဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးကြပါဦးနော်။ ဒါကတော့ဟင်းချက်ဖို့အတွက်ငဖားမနှစ်ကောက်ကိုတည်တည်ချာချာကင်တွေပြီးတော့ရေနဲ့အသေးချာစစ်ချက်တန်ဆင်ထားတာပါပြီးရင်တော့အရသာနေဖို့အတွက်သူ့ထဲကိုစားထဲပါမယ်စမင်းမှုထဲပါမယ်ငံပြားရည်ကိုလည်းအနည်းငယ်ထဲပါမယ်ရှင်ဒီနေရာမှာအရသာအပေါက်ငန်းကတော့မိမိချင်းနဲ့ပမာဏပေါ်မှာမူတည်ပြီးတော့ကိုယ်စိတ်ဆိုင်ထဲနေပါမယ်ရှင်စတမ်းမှုအချို့မှုစားရတဲ့ဆိုလို့ရှိရင်တခါလေးထည့်ပြီးတော့နေလို့ရပါတယ် ပြီးရင်တော့ငားရဲ့အသားလေးကို အရသာလေးဝင်သွားတဲ့အထိပါကိုတတိချာချာလေးနေပေးပါမယ်ရှင်။ခဏလောက်နေပေးပြီးသွားပြီဆိုရင်တော့ငားရဲ့အသားလေးကိုအရသာလေးပိုဝင်စေဖို့အတွက်15မိနစ်မိနစ်20လောက်နှက်ထားပေးလိုက်ပါမယ်ရှင်။ငါကိုရတာနှက်ထားတော့ကျက်တူလူလေးလုံးကိုလည်းအခွန်ဟာပြီးတော့ပပလိထားလိုက်ပါရယ်။ချက်တန်ဖြူဦးကြီးနှလုံးစာကိုလည်းအခွန်ဟာထားလိုက်ပါရယ်။ ပြီးတော့ရင်တော့ဆုံးလူခုထဲမှာငွေကြေးဟင်းစမုတ်ကိုပြင်းစားဆုံးနဲ့တစုံထည့်ပြီးတော့အစင်းနဲ့ပြင်ထားတဲ့စက်သွင်းလေးစက်သွင်းဖြူနဲ့စနဲမောက်အနိုင်ငယ်ကိုထည့်ပြီးတော့အားလုံးကိုညက်သွားတဲ့အထိလို့တော်ပြီးတော့ပါပါရှင်။စားလို့ထောင်းလာတာအခုလိုနေထားလေးကြီးညက်လာပြီဆိုရင်တော့ရပါပြီရှင်။ပြန်စားချက်ဖို့တဲ့အိုးကိုအပူပေးပြီးတော့စီထည့်ပါမယ်ရှင်။ ီပူလာပြီဆိုရင်တော့ဆင်းနေထောင်းထားတဲ့ငရုတ်သီးတွေကိုထည့်ပါမယ်ငရုတ်သီးကို10မိနစ်လောက်ဝင်ပြီးတော့စီတက်ပေးပြသွားပြီဆိုရင်တော့အနှစ်များများလေးရစီဖို့တို့ကိုခရမ်းကျင်သီးအနှစ်ချက်ထားတာလေးကိုသမင်းစားစုံနဲ့နှစ်စုံစားထည့်လိုက်ပါမယ်ပြီးရင်တော့အားလုံးကိုအနက်လေးဝေးပြီးတော့ခရမ်းစင်တီရဲ့အစိမ့်နဲ့လေးဖြောက်ပါလေးထည့်လို့စီဖက်ပေးပါမယ်ရှင်။ ရန်ကျင်သည့်နယ်ငယ်ဥတီကိုစီတက်နေတော့ငံပြားရည်လေးနဲ့အနည်းငယ်ပေါက်လိုက်ပါမယ်ရှင်။ပြီးရင်တော့ဆက်ပြီးတော့မှုသားပြီးတော့စီတက်ပေးပါမယ်။ငယ်ဥတီရဲ့အယောင်လေးညွှန်ပြီးတော့အနံ့လေးတော်တော်လေးမှုလာတဲ့ဖြစ်အောင်စီတက်ပေးလိုက်ပါမယ်ရှင်။ခုလိုငယ်ဥတီအယောင်လေးကလည်းညွှန်ပြီးတော့အနံ့လေးကလည်းမှုလာပြီးဆိုရင်တော့အရသာနဲ့ထားတဲ့ငါးလေးကိုထည့်ပါမယ်။ ငါးတွေကိုထည့်ပြီးသွားပြီဆိုရင်တော့ကျမတို့ရေးကိုချက်ချင်းမထည့်သေးဘဲနဲ့ငါးရဲ့အသားလေးကိုအနှစ်ရဲ့အရသာလေးတွေဝင်သွားအောင်လို့ငါးကိုအထက်အောက်လေးဘက်ကြီးပဲလေးမိသားခဏလှည့်နေပြီးရေးပေးပါလိမ့်ရှင်။ခုလိုမျိုးလေးလုပ်ပြီးတော့ငါးရဲ့အသားလေးကလည်းပို့ပြီးတော့မမလေးဖြစ်ပြီးတော့အရသာလေးပို့ပြီးတော့ဝင်စီပါလေ။မကြခဏအထအောင်လှည့်ပြီးတော့တဲပီးပီးပီးဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့မီးအေးလေးနဲ့10မိနစ်2မိနစ်လောက်တဲပီးလိုက်ပါမယ်ရှင်။ နှမင်းလောက်တဲပေးပြီးရင်တော့အဖုံးလေးဖွင့်ပြီးတော့နောက်တစ်ဖက်ကိုပြောင်းပြီးတော့လှည့်ထားပေးလိုက်ပါမယ်။ပြီးရင်တော့မကြီးမဲ့ရေဖြော်ထားတာလေးကိုလည်းအနေငယ်ထည့်လိုက်ပါမယ်ရှင်။ဒီနေရာမှာကိုကအချင်းကိုအရင်မချက်ဘူးဆိုလို့ရှိရင်တော့မကြီးမဲ့ရေမထည့်လို့ရပါလို့ရှင်။ခရမ်းကျင်သေးတဲ့အနေရတာလေးနဲ့ဆိုရင်အချင်းတက်ကရပါသားပါ။ငကြီးရေထည့်ပေးပြီးပါရနော်နောက်ထပ်နှမင်းနဲ့လာအဖုံးလေးအုပ်ပြီးတော့မီးအေးလေးနဲ့ပဲတက်ထား 2မိနစ်လောက်ထပ်တည်ပြီးတော့စီလဲပြန်လာပြီးတော့အနံလေးကလည်းဝေးချနေပါပြီရှင်။ဒီနေသားလေးဆိုလို့ရှင်တော့ရပါပြီနော်။နောက်ဆုံးအိုးချခင်နေနော်အမွေးကြိုင်ပဲနနမင်းလေးအုပ်လိုက်ပါမယ်။ပြီးရင်တော့သူ့အပူချိန်လေးနဲ့ပဲဒီတိုင်းလေးထားလိုက်ရင်တော့ရပါပြီရှင်။ ခုဆိုရင်တော့အနှစ်များများလေးနဲ့စားလိုက်ရင် အနံ့ရတာနဲ့ပြည့်စုံတယ်။မဖားမစီပြန်ဟင်းလေးကတော့စားဖို့အဆင်ပြေဖြစ်နေပါလို့ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လေးကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။